ဆိုတော့ပြောတဲ့အင်စာလေးမကျွန်တော်စဉ်းစားကြည့်အောင်ဒီစာလေးနောက်ထောင်မယ်နော်ကျွန်တော်နှစ်ခေါက်ပြောပြမယ်နှစ်ခေါက်နှစ်ခေါက်ပြောပြပထမတစ်ခေါက်နဲ့နားလည်ရင်တော့ကိုကမစိုးပါကိုကဒီ programming fee မှာမစိုးပါဒုတိယတစ်ခေါက်မှာနားလည်တဲ့လူတွေကတော့ကိုက live လုပ်ဖို့လိုသေးတယ်နော်ကို live လုပ်ဖို့လိုသေးတယ်အဲ့တဲ့တည်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုစာသိမ့် లై နားမထောင်သေးဘူးပေါ့နော်ကိုမှတခြားကိစ္စတွေလည်းရှိနိုင်လို့သိမ့်နားမထောင်နိုင်တာဖြစ်မယ်။နှစ်ခေါက်ပြောလို့မှနားမလည်ဘူးဆိုရင်ဗီဒီယိုဖိုင်ကိုပြန်ကြည့်ပြီးမှနားလည်အောင်လုပ်ပါ တော့ဘာရေးချင်တာလဲဆိုတော့ try to do four operator or five operator or two digit calculator နောက်ကခဏဖြတ်လိုက်မျက်စိနောက်နေတာပဲစဉ်းစားကြည့်အောင် try to do ကျွန်တော်တို့ကလုပ်ကြည့်ပါ four or five operator နော် four operator five operator အဲ့တော့ four operator ခဏဖြတ်လိုက်ကွန်ပျူတာမှာ five operator ရောထားပါကွန်ပျူတာ five operator ခဏမျက်စိနောက်နေဖယ်လဲ four operator four operator ဆိုတာဘာကိုပြောချင်တာဆိုအပေါင်းနှုတ်အမြောက်အစား ဘာလို့အပေါင်းတို့မျောစားလို့နားလေတော့လေ operator မြင်နိုင်နေဆိုတော့နောက်ကကာကူလေတာလေးပါနေတာဟုတ်ကာကူလေတာလေးပေါ်ကဏ္ဍပေါင်းဆက်လေကဏ္ဍပေါင်းဆက်မှာဆိုသုံးတဲ့ operator တော့တေးချရတယ်ကျွန်တော်တို့ဖုန်းကက်တွေတော့မဟုတ်တာတော့တေးချသွားနော်ဖုန်း operator မဟုတ်တာတော့တေးချသွားတော့ပြီးလောက်ဒီဒီကက်တိကက်တက်မတွေးပါနဲ့ဒါအောင်ပြောချင်တာနော် programmer တယောက်ရဲ့ evolution ဆိုတော့ဒီလိုလေးပဲတွေး operator လို့မြင်နိုင်အားဘာလို့အပေါင်းတို့မျောစားလို့ယူဆရလဲတော့မလုပ်နဲ့အဲ့မှာကာကူလေတာကြီးပါနေတာပဲအဲ့တော့ဥမာကိုကဖုန်း operator ကြီးလားအခြားဘာကြီးဖြစ်နိုင်သေးလဲနော် operator ဆိုအလုပ်လုပ်သူလားတွေဘာကြီးဘာသာပြန်နေနော် ပိုကြသွားလိမ့်မယ်နော်ကျွန်တော်ဆီရပြောတဲ့စကားနဲ့ပြောအညီလုံး300ပဲအပြင်မှာမိုးလင်းသွားလိမ့်အဲဆိုရင်မိုးလင်းသွားလိမ့်အဲ့တော့ကျွန်တော် operator 4ကိုသုံးရမယ်ဆိုတော့သိပြီ operator 4ကိုလိုပြောရင်ဘာရီပါမလဲမမင်းနဲ့ပုံမှန်4 operator လို့ပြောလိုက်ပြီဆိုရင်အပေါင်းတို့အမြောက်စားဒါပဲဘယ်ရရလာလဲဒါလည်းမေးစရာအကြောင်းကိုမရှိတာ4 operator လို့ပြောထားပြီတော့အပေါင်းတို့အမြောက်စားပါမှာပဲဒါပဲလေအဲ့မှာ2 digit calculator ဆိုတာအနေနဲ့ဆက်2 digit ဆိုတာဘာလဲဆိုတော့ကနေနှလုံးကိုပြောတာပါကနေနှလုံးပေါင်းမဲ့ကယ်ကူလေတာလည်းနားလည်ဒါပေမဲ့တချို့က2 digit ဆိုတော့เนาะကျွန်တော်တို့ကအာเนาะ တစ်ဆယ်ထားထားပါတော့69ပေါ့နော်တုံးရအဲ2 digit ဆိုတော့ကဏ္ဍနှလုံးထိပြအသုံးလို့ရတယ်0 to 90 90ပါတယ်ကဏ္ဍနှလုံးကိုပေါင်းမယ်လို့ထင်တော့အဲ့လိုလည်းယူဆလို့လည်းရတယ်ဒါပေမဲ့ဒီနေရာမှာပြောချင်တယ်2 digit calculator ဆိုတော့ကြတော့ကင်းကနဲနှလုံးကိုအသုံးပြုပြီးတော့ပေါင်းတဲ့ program တစ်ပုဒ်ကိုရေးမှာဒါကျွန်တော်တို့နော်ပုံစံတစ်ပုဒ်ကိုလိုချင်တဲ့ပုံစံကို user ကပြောလိုက်တဲ့အခါမှာ program မှာ shutdown ကနေကြည့်ပြီးတော့ငါဘာလုပ်ရမလဲကျွန်တော်တို့ဘာလုပ်ရမလဲကျမတို့ဘာလုပ်ရမလဲ ဒါကိုကတော့ပြန်တွေးယူတဲ့အပိုင်းကိုပြောပြပေးနေတာဖြစ်ပါတယ်အဲ့တော့သူလုပ်ချင်တဲ့ပုံစံကိုသူလုပ်ချင်တဲ့အရာကိုနားလည်ပြီနော်ခဏနှလုံးကိုအသုံးပြုပြီးတော့ကျွန်တော်က full operator operator လေးခုအပေါင်းလုံးမျိုးစားလုပ်မယ်ပြီးရင်အဖြေထွက်မယ်ပေါ့အဖြေထွက်တာပြောစရာသူကမပြောထားရပါဘူးမတွေးနဲ့ပေါ့ဗျာဖြေမထွက်ဘဲနဲ့ဘာလုပ်မှာလဲဒီ program ဘယ်သူကသုံးမှာလဲတော့ကျွန်တော်စရေးကြည့်အောင်เนาะကျွန်တော်တစ်ခေါက်ရေးပြအောင်မယ်ဒါပေမဲ့ဆရာတို့မသိတဲ့ကုတ်တွေလုံးဝမသုံးပါဘူးကျွန်တော်တို့ကကိုသိတဲ့ကုတ်လေးတွေနဲ့ပဲကျွန်တော်တို့ကရေးကြည့်မယ်ပေါ့နော် ဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရေးဖို့အတွက်ဘာလိုလာပြီလဲရေးမယ်ဆိုတော့ကျွန်တော်တို့ကနော်ကုန်းနဲ့ရေးတာပြောတော့မလို့ရေးမယ်ဆိုရင်လာကျွန်တော်တို့က program code တွေပြောင်းပြောင်းပြန်တခြားပြီးရေးမှာလားအဲ့လိုမဟုတ်ပါဘူးနော်ကျွန်တော်တို့က program code တွေကိုနောက်မှကျွန်တော်တို့ကသုံးတာပေါ့ကျွန်တော်ပါဇက်နဲ့ရင်စရေးကြည့်အောင်ပါဇက်နဲ့ရေးရတော့စိတ်ကူးနဲ့ရေးရအောင်ပြောနော်ပါဇက်နဲ့ရေးရဆိုတော့အဲ့တော့ခဏနှလုံးကိုပေါင်းမယ်ခဏနှလုံးကိုပေါင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအဲ့ခဏနှလုံးကဘယ်သူကပေးမှာလဲကျွန်တော်တို့ခဏနှလုံးပေါင်းမယ်လို့ပြောတာအဲ့ခဏဘယ်ရရမှာလဲ ဘယ်ရမလဲဆိုတော့ကျွန်တော်လက်ရှိတည်ရနိုင်တဲ့နေထိုင်ရာဆိုနှစ်နှစ်ပဲရှိရတခုကတော့တခါတည်းကြိုးထည့်ရင်ထက်ဆိုတော့ h equal to 3လိုမျိုး h equal to 4လိုမျိုးကြိုးထည့်ရင်ထက်ဒါကိုကျွန်တော်တို့က predefine တနည်းအားဖြင့် variable declaration လို့တော့ constant value တနည်းအားဖြင့်ကိန်းကိန်းတန်းတွေကို variable ကြီးညာတော့ကတန်ဖိုးကိုအသေးထည့်ပေးခဲ့တာဒီလိုနီးရှိတယ်ဒါကျွန်တော်သိတယ်နောက်တနည်းအားပါလဲဆိုတော့ဆော့ဆော့မှလေ့လာလိုက်တယ် prompt function အပြင်ကနေတန်ဖိုးကိုတောင်းနေနေဒီနည်းနည်းအော်ဘယ်ဟာသုံးတင်လဲစဉ်းစားကြည့်မယ် တူတချစ်ကာကူလေတာလို့ပဲပြောတာ။ तू ကကင်းကင်းနဲ့အသေးထက်ပါလို့မပြောထားဖြစ်တဲ့ကြောင့်ကျွန်တော်တို့နည်းနည်းလေးပုံမိုက်အောင်ဆိုပြီးတော့ professional တုံးလိုက်မယ်။ဒါကူပါတော့တွေးပြလိုက်တာနော်။တကယ် software ကြီးရင်လည်းလိုပဲ။ဆရာတို့အသေးစိတ်ဒီလေးတော့ customer user ဘယ်လိုလုပ်ပြောတတ်မှာလဲ။ပြောတတ်တယ်ဆရာတို့မအပ်တော့ဘူးလေဗျ။ရိုးလေးပဲတွေးကြည့်ပေါ့နော်။နော်သူတို့မသိလို့ဆရာတို့ app ပါတော့ကျွန်တော်တို့သွားပြီးမေးရင်ကျွန်တော်ဒီမှာလည်းကြုံတတ်ပါတော့။ဒါလည်းဆရာတို့နောက်ပိုင်းမှာနော် show freelance တွေပဲလုပ်တဲ့ညီညီမငယ်တွေပြောတာပေါ့။ freelance တွေလုပ်တဲ့ကျွန်တော်တို့ software သိမ်းမအပ်ဘူးဆိုတာ ကျွန်တော်က software ရေးဖို့အတွက်ပိုပဲနော် user ကိုသွားပြီးတော့ programmer တယောက်လုံးကိုသွားမေးနေတယ်သူတို့ programmer ကိုသွားမေးရင်တော့ဘလို့ software ရမှာတော့ခင်ဗျားတော့ဘာလို့ကျင်တာလဲတခါကျင်ဘူးရနော်ဒါကြားပြပြတော့အချင်းမီလို့ပြောတော့နော်စကားမရောမယ်ချောင်းစတတ်တာတော့ရှိတော့နာကြီးဖို့ဒါပြင်ထားတော့ဟုတ်လားအဲ့ဒါဘာလဲဆိုကျွန်တော်ဒီ intern scene နဲ့ညီတယောက်ပါကျွန်တော်သူအဓိကတော့သူကနည်းနည်းလေးလွတ်နေတာပေါ့နော်နည်းနည်းလွတ်ကျွန်တော်လည်းဒါကြုံဘူးပါလူငယ်ဘွားဆိုတော့သူကငယ်ရွယ်နဲ့နော်ကျွန်တော်ထူးချွန်နေဆိုလွတ်နေတာပေါ့နော် ဒါပေမဲ့လွတ်မှန်းလည်းသိပါဒါပေမဲ့သူ့ကိုလွတ်တယ်လို့သွားပြောရဘယ်လူငယ်ဘယ်ကြိုက်ကျွန်တော်တို့အဲ့ဘဝလာတာအာမင်းကွာအဲ့လိုမလုပ်ပါနဲ့လို့ပြောလဲနားမထောင်ဘူးပိုဆိုးမှာပေါ့အာဘာလို့နားမထောင်ကျွန်တော်ဒါအကုန်လုပ်တတ်တယ်ဘာညာဖြစ်မှာပေါ့နော်အသေးဖွဲပရိုဂရမ်တွေပဲရှင်းနေသေးရတော့သူလည်းမြင်တာမှာမဟုတ်တော့သူ့ကိုဘာလို့အခိုင်းရလဲဆိုအာနင်းညာညီနော်ဒီဆရာကြီးထဲမှာမင်းအမိုက်ဆုံးမယ်အဲ့တော့မင်းကိုအာ client တရားကိုလွတ်လိုက်မယ်နော်အဲ့တော့ main client ကိုသွားပြီးတော့ software လေးပတ်ရှင်းပြလိုက် သူကဆိုဝဲအပ်မယ်လို့ပြောတယ်အဲ့ဆိုဝဲမင်းသွားရှင်းပြလိုက်သူ့ပညာဆန်းနာတော့မဟုတ်ဘူးအဲဒါပြောတာပေါ့နော်သူ့ကိုပြောချင်တာဆိုတော့နော်အာမင်းကိုကူညီပေးရအောင်မလား user ကိုဘယ်လိုရှင်းပြရအောင်လဲဆိုတော့ပြောပြပေးရအောင်မလားဘယ်ပြောခံမလဲဒါမျိုးဆရာလေးဆိုတော့မြင်ဘူးတယ်နော်တကယ်ချင်းနေတဲ့မှာညီတို့ညီတို့ညီမတွေကြားထဲမှာလည်းရှိမှာပေါ့နော်လွတ်နေတယ်မျိုးပြောတာနော်အဲ့တော့အားဆရာရရအခု AC ဘာလို့ကျွန်တော်ကြွမှာရဲ့ဆရာဘာဖြစ် AC AC ဒါရောမအင်းလှုပ်လို့အခုစီအတွေ့အကြုံယူနေလာတာပုံမှန်ဆိုကျွန်တော်နိုင်ငံခြားဒိုးနေပြီပါညာပေါ့အဲ့လိုတွေပါတော့ပြောသွားပြီးတော့ ူဆော်ဝဲသွားပြီးတော့ရှင်းပြပါတယ်။ကြားခံမယ်ထင်လား။ဘလို့ဒီမှာလဲကိုယ်ရမတွေးပါနဲ့။ကျွန်တော်တို့ကမရခဲ့ပါဘာလို့မရလဲဆိုတော့ तू က programmer ဟုတ်တယ်။ programmer မှာထူးချွန်တဲ့ programmer တယောက်မှန်။ဒါပေမဲ့သူဒီ marketing စဉ်းဘူးတဲ့လူတယောက်မဟုတ်ဘူး။အဲ့ဒါပို့ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ market ကသဘောတရားကို तू နားမလဲဘူး။ဒါ तू ရဲ့ level မဟုတ်ပြောချင်တာကလူရန်ကိုထူးချွန်တဲ့အရာရှိပါဒါပေမဲ့ကိုထူးချွန်တဲ့အရာကြီးကိုပဲ အခြေနဲ့အသုံးချရဖို့အတွက်ဘဝကြီးကဖန်တီးပေးထားတာမဟုတ်ဘူး။စကားရှုပ်သွားရင်ခွန့်လို့။အဲ့တော့ကျွန်တော်တို့ကတချို့ຢာတွေအတင်ယူဖို့လိုပါတယ်။အဲ့တော့အတင်ယူပါ။ဘာနဲ့လွဲလာလဲဆိုတော့ तू ကစော်ဝဲတစ်ခုသတ်ပြရတယ်။တွားညင်းတာတွားညင်းတယ်။ user ကပြောတယ်။ POS ကို Excel file နဲ့ထုတ်ချင်တာ။ तू ကဘာပြောလဲဆိုတော့အာအမ Excel ကဒိတ်အောင်နေဘယ်နိုင်ငံမှမသုံးဘူး။ကျွန်တော်က MySQL နော် database အမှန်ငယ် database နဲ့စောက်ပေးမှာပြရတယ်။ อ่าโหงาတော့ exam เนี่ยไม่รู้จังอ่ามาจนเอา software exam เนี่ยยื่นหาไม่รู้ป่ะไม่ไปไหนเว้ยบานเนี่ยยันตัดละဘယ်လိုလုပ်အပ်မှာလဲတကယ်တော့ကျွန်တော်တို့ database က excel ကိုပြောင်းနေဆိုတာအလွယ်တကူရှိပြီးသားတွေပဲနောက်ဆုံး excel နဲ့ပြန်ထုတ်ပေးလိုက်လဲဒီနေ့ဒီချိန်ထိကျွန်တော်တို့က database ကိုကြိုက်တဲ့ database နဲ့တုံးအပြင်ကလူတွေက excel နဲ့လိုချင်ကျွန်တော် excel နဲ့ထုတ်ပေးရမှာပဲအာကျွန်တော်နည်းနည်းလေးနော်စာတက်တယ်လို့ဆို Microsoft Access နဲ့လိုချင် Access နဲ့ထုတ်ပေးရမှာဒါသူ့ရဲ့ရပိုင်ခွင့်လေသူ့ software ကို तू ကြိုက်တာနဲ့ထုတ်ခွင့်ရှိရလေအဲ့ဒါကို excel က nick နဲ့ကမသုံးစမ်းမှနဲ့ပြရတယ်ပဲသွားလုပ်လဲဆိုရင်တော့နည်းတော့ तू ပြောစရာဖြစ်လာဒါမျိုးတွေပေါ့ဗျာเนาะကျွန်တော်ဒီမှာလဲဒါပါပဲအဲ့တော့ဘလို့တွေးပြီးတော့ဘလို့ရေးကြမလဲဆိုတော့ပဲ CRU ရဲ့ programmer live ကို꽈ချတော့ပါလိမ့်ဒီမှာကျွန်တော်နှစ်ခုတည်ရပြန်ပြီးတော့ဒီပုံစံကိုပြန်ကက်အောင်နော်သုံးလရနီးနှစ်ခုရှိရ2 digit တန်ဖိုးနှစ်ခုကိုဖမ်းဖို့အတွက် constant ကိန်းတည်အနည်းနဲ့ထည့်ပါလား pro နည်းနဲ့ဖမ်းထည့်ပါလားကျွန်တော်နှစ်ခုတည်ရဘယ်ဟာပိုကောင်းလဲဒါကိုတွေးလိုက်လေသူများ user ကိုတော့မေးနေကြမလို့ခင်ဗျာဘာထည့်မှာပြောအတိထည့်မှာလားအရှင်ထည့်မှာလားဘောကောင်ဘာပြောအတိလေးရှင်နေသူမှနားမလဲတာ ကျွန်တော်အတိတ်ပဲသဘောပေါက်ပါလိမ့်မယ်နော်ရှိုးတို့ကရည်ရွယ်ပြီးတော့ကျွန်တော်ပြောပြရပါချိုးတို့ကနားကြီးသွားတယ်ခွန်းလက်ပါအစရီဂျင်ညာမှာဘာ A ဟော A ပဲ A နေမှာတော့ကြိုက်တာပေးပါနော် number 1ပေါ့ဗျာနည်းနည်းလေးရလာကတိကတလေးအာ very very name ခက်စင်စင်နည်းနည်း line line ဖက်ဖက်ပေးကြတယ်နော် number 1လို့နော် first number တော့ဘာလို့ပေးပေါ့အဲဒါကြီးတော့ကျွန်တော်တို့သိပြီးတော့ကျောက်တယ်လည်းသိပြီးထူကြအောင်နောက်တစ်ခုရေးပြမယ်ဆောစောကအောက်မှာရှိတယ်ဒီခါကျတခါရက်ကပ်ပြီးရေးလိုက်မယ်ကျွန်တော်တို့က patch เนาะ float ဆိုပြီးရရင် pass in ဆိုတာလည်းရှိပါတယ် pass in ဆိုတာဘာလဲဆိုတော့ integer တန်ဖို့ပါ game ပြေတွေပဲဖမ်းနေဆိုတဲ့အတိတ်ပဲကျွန်တော်က game ပြေတွေပဲပေါင်းပေးခြင်းတယ်ဘာမျိုးဆိုရင်ဒသမ game ထက်လဲသူက share game ပြေကိုပဲယူมาဖြစ်တယ်အဲ့ဒါဒီ pass in ဆိုတဲ့ function ပါ function တွေကတော့အင်းနဲ့ပြောပြသွားမယ်ဗျာ program ရေးနဲ့ပြောပြပေးသွားမယ်အာ pass in ဒီ integer game ပြေကိုထည့်တော့အရာဖြစ်ပါသေးပါအဲ့လိုသင်ရမှာပြင်းစရာပဲနော်မိုးလင်းသွားလိမ့်မယ်ရှောင်းလည်းတော့မလို့ပါနော် or under fax number one, UFS number, uh, and open your own. I'm Yamalu Yile, yeah, I know. Our top moment, I'm getting me a young Under fax number, in general, got two, or a in under, under second number. Higher. Uh, ဆိုတော့ second number ပေါ့နော်အဲ့တော့ number 1နဲ့ number 2နဲ့ရှိရကျွန်တော်တို့က variable နှလုံးရပြီဟုတ် variable နှလုံးရပြီဆိုတော့ကျွန်တော်တို့ calculator တွက်လို့ရပြီလားပေါ့အကောင်လေးတက်လို့ရပြီလားဆိုတော့ calculator တက်လို့အားလို့လဲကျွန်တော်ပြန်စမ်းစမ်း calculator တက်ဖို့အတွက်ကျင်းကျင်းနှလုံးရှိရမယ်ဟုတ်ပြီကျင်းကျင်းနှလုံးရှိရင်ပြီးပြီလားအမကျွန်တော်ရက်သွားပြီဒီ program မစမ်းစမ်းတက်တော့ဘူးပေါ့နော်ကျွန်တော်ကလေးဘွားလောမစမ်းစမ်းတက်တော့ဘူးပြရှုပ်လိုက်တာပြရဆိုဟုတ်ပြီကျွန်တော်ဆရာပြောတဲ့စကားလေးဒီမှာထပ်ပြီးဝေးမြပါကျွန်တော်လုပ်ငန်းဝင်နေဒီခဏထားလိုက်ပါစာရိုက်ပဲလေ့လာတဲ့အခါမှာညီတို့က ကိုတီးပီးသားအရာတွေပဲလေ့လာတာမဟုတ်ဘူးလေမသိတဲ့အရာတွေကိုလေ့လာတာเนาะဒါမှကျွန်တော်တို့က land or study တလို့ခေါ်တာဟုတ်ဟုတ်လားအဲ့တော့ကျွန်တော်မသိသေးတဲ့အရာတွေလေ့လာတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့လေ့လာရင်လေ့လာရင်ねကျွန်တော်ကခေါင်းပူပါတယ်ခေါင်းမူတယ်ခေါင်းပူတယ်ဆိုဖြစ်မှာပါမဖြစ်ဘူးဆိုရင်စာမလေ့လာသေးလို့ပဲရိုးလေးပဲတကယ်စာလေ့လာပြီဆိုရင်ခေါင်းပူပါတယ်ခေါင်းမူလာတယ်ဆိုဖြစ်မှာပါအဲ့တော့ခေါင်းပူလို့ရတယ်ခေါင်းမူလို့ရတယ် move ပူဒါဖြစ်မှာပဲဖြစ်ဖြစ်စင်မှာပူလိုက် move လိုက်ဒါပေမဲ့ခေါင်းမူကဟာတဲ့ခေါင်းမူပါဒါပေမဲ့ဘာလဲဆိုတော့ကျွန်တော်တို့က လဲတော့လဲမကြသွားစင်းပြောချင်တာကပြကျွန်တော်ကလဲကြရဲဆိုဥပမာပေးလိုက်တာဗောနော်ကိုမသိရစားတဲ့ကိုလိမ့်လာလိမ့်လာလိမ့်လာကိုကိုကမရဘူးစိတ်တွေရှုပ်လာတော့ဥကမလုံးတော့ပါဘူးကိုပြန်လှည့်သွားတယ်ဒါဆိုရင်ဆရာတို့ကဒါရက်ပလိုက်တာပဲနော်လဲကြသွားတာပဲကျွန်တော်ကသုံးလုံးလိုက်တာတင်စားပြီးပြောတာအဲ့တော့ဆရာတို့ကမသိရစားရလိမ့်လာရင်ခေါင်းမူးလာရင်မူးတော့မူးလို့ရတယ်မလဲစင်နဲ့မူးတက်တော့မူးမလဲစင်နဲ့မရက်ပလိုက်နဲ့အမရတော့ပြကျွန်တော်ကလဲကိုလဲသွားပြီအခုတော့ခဏနားမှာခဏရက်မကိုရက်မယ်ဆိုလေဟုတ်ပြီရက်တော့ရက်တယ် ။ဘာလဲဆိုတော့ပြန်ထဖို့ကြိုးစား။ငါဘယ်ချိန်မှထမလဲ။ဥပမာဒီ browser တစ်ခုကိုမရေးနိုင်တော့ဒီနေ့ငါနားလိုက်တော့မှနှစ်ခါကျတော့ပြန်လုပ်မယ်။ပေချာဖို့မှနှစ်ခါကျရင်ပြန်လုပ်။ဒါမရဘူးငါ၃ရက်လောက်နားလိုက်မယ်ဆို၃ရက်လောက်နားလိုက်။၃ရက်ပြည့်ရင်ပြန်လုပ်။အဲ့ဒါဒီကျွန်တော်ပြန်ထတော့။အဲ့တော့မူးကျင်မူမလဲစင်နဲ့။ဟုတ်ပြီမရဘူးကလဲသွားပြီ။လဲရင်လည်းလဲပြန်ထဖို့ကြိုးစား။အဲ့တော့ဆရာပြောတာလွယ်တာပြန်မထနိုင်တော့ရင်ဘယ်လိုလုပ်ရမလဲပြန်မထနိုင်တော့ရင်တဲ့ကျွန်တော်ဆရာထပ်ပြောပြီးပြန်မထနိုင်တော့ရင်မင်းတို့တွဲခုံမဲ့လူကိုရှာတဲ့ ကိုကကိုတယောက်နဲ့မထနိုင်တော့ကိုတယောက်နဲ့မှဘလို့မှဒီကိစ္စကိုနားမလည်နိုင်တော့ဆိုရင်ကိုကဘသူကူနိုင်မလဲကူနိုင်မဲ့လူကိုရှာတာရှာအော်ထပ်ပြီးကတိကတည်းကပြောတော့ဗောထပ်ပြီးတွေးလိုက်တကယ်လည်းဖြစ်နိုင်မှာအကိုရကျွန်တော်တို့မှာကူမဲ့သူကိုမရှိတော့ပါဘူးဗျာကျွန်တော်တို့မူးလဲမူးလဲ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 ပြီးပြီကျွန်တော်တို့မထနိုင်တော့မထနိုင်တဲ့အခါမှာကူမဲ့သူကမရှိတော့ဆိုရင်ねကျွန်တော်ဆရာပြောလိုက်တယ်နောက်ဆုံးစကားပဲမင်းအဲ့နယ်ပြေထွက်သွားလိုက်တော့ အာရိုင်းတဲ့စကားမဟုတ်ရင့်တဲ့စကားမဟုတ်တကယ်မှန်တိုင်းပြောကျွန်တော်ဘဝကြီးကဓာကြီးလုံးမအစဉ်ပြေမယ်ဆိုမဟုတ်ဘူးဗျာလူတိုင်းကကိုယ့်ရဲ့လာဝါဒနာတော့မှန်ဝါဒနာပါလို့လာရဲဆိုရင်မလဲကိုယ်ကလုံးလို့ရတာမရရှိသေးရဲ့လေဗျာကိုယ်ကလုံးဝမလုံးလို့မရဘူးနားမလဲတော့တော့ကိုယ်မှကူမဲ့သူမရှိဘူးကဲမဲ့သူမရှိဘူးကိုယ့်ရဲ့ပဝင်းကျင်ကအဲ့ဒါတွေအတွက်လုံးဝ support ပေးမနေဘူးဆိုရင် နေမနေတော့ဒီနေပဲမှာဘလို့မှကျွန်တော်အောင်မြင်မှာမဟုတ်ဘူးဒါရိုးလေးပြောတာအဲ့တော့ဒါလေးကိုလည်းကျွန်တော်ဝေမျှတာပါဒီစကလုံးလေးကိုကျွန်တော်ပထမတစ်ပတ်ဆိုတော့ပြောပြတယ်ဘာလို့ဆိုတော့နောက်တစ်ပတ်ကျရင်ကျွန်တော်တို့ကတော့တချို့က တို့ကတို့ထွက်သွားမယ်တချို့ကကျွန်တော်ထုတ်လို့ထွက်ရမယ်တချို့ကတော့တခြားအကြောင်းအနေနဲ့ကြံခဲ့မှာဆိုတော့ရှိရုံပြောထားတာဒါတော့အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီကာကူလေတာလေးပြန်စမ်းမယ်ကိုရကျွန်တော်တို့ကာကူလေတာပဲသင်ပေးပါတော့ပါတော့နော်အဲ့တော့ကာကူလေတာကိုပြန်ကြည့်ရကာကူလေတာလုတ်ဖို့အတွက်ကနေနှလုံးရပြီကနေနှလုံးရပြီဆိုရင်ကျွန်တော်ဘာလို့လို့ရပြီလဲဘာလို့မလဲဆိုတော့ကျွန်တော်စမ်းစားကြည့်အောင်ကာကူလေတာတစ်ခုကိုတကယ်မျက်မြင်တွေ့ကြည့်အောင်ကာကူလေတာ C A L ကာကူလေတာကိုတကယ်သုံးလိုက်ပါနော်ဆရာတို့မြင်တော့ပြောတကယ်တော့ပြတော့မပြချင် စိတ်နဲ့ပဲမျိုးလုံးနဲ့ပဲတွေးချင်တာပေါ့နော်အဲ့တော့ကယ်ကူလေတာတစ်ခုကျွန်တော်ဖွင့်လိုက်ဘာလုပ်လဲဆိုတော့ကင်ကနန်းရိုက်လိုက်ခဏန်းရိုက်မယ်ပေါ့နော်ကင်ကနန်းရိုက်လိုက်တယ်ဆိုတော့ဒီကျွန်တော်တို့က9192တိကင်ကနန်းရိုက်တဲ့အဆင့်ပဲကင်ကနန်းရိုက်အောင်နဲ့ကယ်ကူလေတာပြီးလာဆိုမပြီးဘူးဘာလို့လဲကျွန်တော်6နဲ့1နဲ့ပေါင်းမယ်ဆိုရင်6ပြီးရင်အပေါင်းလက္ခဏာကိုနှိပ်ရတယ်ပြီးရင်1ကိုနှိပ်တယ်အဲ့6နဲ့1နဲ့ကတော့ကျွန်တော်တို့ကရပြီအဲ့ဒီမှာဘာ9192နဲ့တောင်းထားတယ်ဘာလို့သေးလဲဆိုတော့ operator ကိုတောင်းဖို့လိုတယ် မင်းကပေါင်းပါလားမင်းကနှုတ်ပါလားမင်းကမြောက်ပါလားမင်းကစားပါလားကွန်ပျူတာကဘလို့ကြိုးတိမှာကြိုးတိနေနော်နော်တရေချောက်တာကျွန်တော်ပြောသလိုကျွန်တော်ကတစ်ပဲထည့်ပေးလိုက်တယ်နော်တစ်ထည့်ပေးလိုက်တယ်ဒါနှစ်ဆိုပြီးထွက်လာရင်နော်ကာကူလေတာမဟုတ်တော့ကြိုးပြီးသတ်မှတ်ထားတယ်အရာတစ်ခုပဲပြည့်သွားအဲ့ဒါကာကူလေတာမဟုတ်ကာကူလေတာဆိုကျွန်တော်စိတ်ကြိုက်ပေါင်းခွင့်ရှိရမှာကျွန်တော်နှုတ်ချင်တဲ့နှုတ်မယ်မြောက်ချင်မြောက်မယ်စားချင်စားမယ်ဒါမှကာကူလေတာဖြစ်မှာ哦အဲ့တော့ကာကူလေတာဖြစ်ဖို့အတွက်ခဏနှလုံးလိုအပ်တယ်နောက်တစ်ခုက operator လိုအပ်တယ်သူမပြောပေမဲ့ကိုယ့်အသာကိုတွေးလိုက်တယ်ဘာလို့လဲကာကူလေတာတိုင်းဒီလိုပဲအလုပ်လုပ်တာ哦 ခဏရိုက်ထည့်တယ်ပြီးရင်ဘာပါရိုက်ထည့်ရလဲ operator ပါရိုက်ထည့်ပေးရအဲ့တော့ကျွန်တော်တို့ဘာထပ်တောင်းမလဲဆိုတော့ operator တောင်းရမယ်อืมဒါလည်းကျွန်တော်တို့သိတာပြီးရင်ဆက်ရေးလိုက်တော့ be your bar operator ကျွန်တော် op လုပ်ပေးလိုက် operator ပြည့်စုံရေးလိုက်ရ operator ဒီ account တို့မျိုးစားဒီ sign တွေပါတင်ငွေတာတွေပါတင်ငွေနဲ့မဟုတ်ပါဘူးအဲ့တော့ pass in တွေ pass flow တွေပြောရဲကျွန်တော်တို့ number format တွေသွားတုံးလို့မရဘူးတုံးစရာလည်းမလိုဘူး dry string တိုင်းပဲထားမယ်ဆိုတော့သူ့မှာ pass in တွေ pass flow တွေမလိုတော့ပါဘူးပြလို့ရလားမသိဘူးเนาะအရင်ရှုပ်သွားရင် video file လေးကိုပြန်နှောက်ထောင်းပါ တော့ကျွန်တော်တို့က under တကယ်တော့ပထမတစ်လုံးတောင်းပြီးနောက်ထပ်တစ်ခါကျ enter တောင်းလိုက်ပို့ပြီးတော့တောက်လိုက်တာစမ်းတော့ဗောနော first number ရိုက်ခိုင်းတယ်အပြီးရင် operator ရိုက်ခိုင်းတယ်ပြီးမှကျွန်တော်တို့ကဗာလဲ second number တောင်းလိုက်တယ်ဒါဆိုရင်ပုံမိုက်တယ်ဗောနော်ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာတွေးပြနေတာဆိုဆရာတို့မြင်အောင်တွေးပြရတယ်เนาะအဲ့တော့ under operator o p e r t o operator operator ရိုက်ထည့်ပေးပါ operator ရိုက်ထည့်ပေးတော့ operator ရောက်လာပြီအဲ့တော့ကင်းကင်းနဲ့နှလုံးရပြီ operator လည်းရကျွန်တော်လုံးလို့ရပြီလားဟုတ်ပြီ စာရတော့ကျွန်တော်တို့ကတန်ဖိုးတွေကိုတော့เนาะကျွန်တော်တို့က verify လက်အကုန်ထည့်ပြီးဒါပေမဲ့တကယ်တွက်ဖို့တည်းဘာလို့လဲကျွန်တော်တို့ရိုက်ထည့်ပေးလိုက်တာဒီဒါဒီအပေါင်းလက္ခဏာပါဒါဒီအနှုတ်လက္ခဏာပါဒါဒီအမြောက်လက္ခဏာဖြစ်ပါတယ်ဒါဒီအစားလက္ခဏာဖြစ်ပါတယ်ဆိုကွန်ပျူတာကမသိပါဘူးသိအောင်ဘာလို့ပေးရလဲကျွန်တော်တို့ကသူ့ကို condition တွေစစ်ပေးရအခြေအနေတွေစစ်ပေးရဒါကိုမြင်တော့မင်းပေါင်းတဲ့အလုပ်ကိုလုပ်ကွာနော်မင်းဒီအပေါင်းလက္ခဏာမြင်တော့မင်းပေါင်းတဲ့အလုပ်ကိုလုပ်ကွာအနှုတ်လက္ခဏာမြင်တော့မင်းနှုတ်တဲ့အလုပ်ကိုလုပ်ကွာအဲ့တော့မြောက်တဲ့အလုပ်ကိုလုပ်တော့မြောက်တဲ့အလုပ်ကိုလုပ်ကွာ စားရတဲ့လုပ်ကိုမြင်တော့စားရတဲ့လုပ်ကိုလုတ်กว่าဆိုကွန်ပျူတာကိုကျွန်တော်တို့ကတတ်မှတ်ပေးအောင်သူ့ကို condition လို့ခေါ်ရဲစစ်ဆေးပေးရမှအချိန်ကြီးကျွန်တော်ရေးပေးရအဲ့တော့အဲ့ဒါရေးပြီးတော့ရပြီလားအဲ့တော့ကင်းကင်းနှလုံးပေးလိုက်တယ် operator လည်းထည့်ပေးလိုက်တယ်အပေါင်းအမြင်နဲ့အပေါင်းနဲ့အလုပ်ကိုတိပြီးဆိုတော့ကွန်ပျူတာကိုလေ့ကျင့်ပေးထားတယ်ဆိုရင်ကျွန်တော် calculator ဘာလို့မရဘူးပြီးပြီဒါမှအဖြေထုတ်ပေးတဲ့အဆင့်တော့ပါတော့ဝင်ကတိကသက်တွေးမယ်ဆိုရင်အဲ့တော့ grant နေတောင်းနိုင်တယ် operator တောင်းတယ်ပြီးရင်ကျွန်တော်တို့ကအပေါင်းဆိုရင်ပေါင်းနဲ့အလုပ်ကိုလုတ်တက်ဖို့အတွက်လေ့ကျင့်ပေးတယ်ပြီးရင်ကျွန်တော်တို့ကအဖြေထုတ်ပေးလိုက်တယ် ။အဲဆိုရင်ကျွန်တော်တို့က2 digit calculator ရေးလို့ပြီးသွားပြီလေ။အကူရခင်ဗျာပြောတော့ကျွန်တော်တို့ program တစ်ပုဒ်ရေးမှလို့စောင့်နေရလေပဲမတွေ့ပါဘူး။ program ရေးရဆိုအလွယ်ဆုံးလုပ်ပါ။အခုကျွန်တော်တို့ကဒီ calculator တစ်ခုကိုညီတို့ညီမတို့စိတ်ထဲမှာဖန်တီးလို့ပြီးသွားပြီမလား။ပြီးပြီဒါ program ဖန်တီးရပါပဲ။ဒီလိုတော့ဒီလောက်နဲ့ပဲထားတာပဲ။ normal ကျရင်ကျွန်တော် condition ကိုသွားလိုက်ပြီဆိုလို့ကျွန်တော်ဒီ easy going ပုံစံလေးတွေကနော်အတားလေးနေတော့တချိန်ကျရင်ဖြစ်နေမှာပါ။ကောင်းလို့ဒါရေးပြီးသွားရင်နော် ကျွန်တော်ရေးတဲ့ကောက်လီတာကိုရလိုက်လားတော့မသိဘူးနော်ဖြည့်ထွက်ခြင်းတဲ့ကောက်လီတာလိုချင်တော့ YouTube မှာသွားပြီးတော့အတော့ AI မှာသွားပြီးတော့အာ how to make calculator in javascript ဆိုပြီးပေါက်တက်ကြကုတ်တွေသွားကြည့်ခြင်းနဲ့သွားကြည့်ပြီးပေါ့နော်မစောင့်နိုင်ပြောတာပေါ့ကျွန်တော်ပြီးပါပြီ